အရသာရှိပြီးသမင်းစားမိန်စီမဲ့ကျဲဦးချင်းကန်ဆက်ချက်နီလေးမျှဝေပေးပါမရှင်။ကျဲဦးလေးလုံးကို10မိနစ်လောက်ပြုတ်ပြီးရေအေးထဲပြန်ဆဲထားပေးပါ။ကျက်သွန်ဖြူကျက်သွန်နီချင်းငရုတ်ဒီစင်ခရမ်းချင်းဒီနှလုံးနဲ့အချမ်းဖတ်အစိမ့်မှုငပိတို့ကို အစင်သင်းပြင်ဆင်ထားပေးပါရှင်။မကြီးနေတဲ့ချက်မှာမို့မကြီးလေးတို့ခွက်ကိုလည်းဖြုတ်ထားပေးပါနော်။ဒီစိန်သားတဲ့ကျုပ်တွေအေးပြီဆိုရင်တော့အခုလိုမျိုးအခွန်နွားပြီးပပတ်လေမှာဒါလေးနဲ့ပပလေးတွေမှုန်ပေးထားပါ အပူပေးထားတဲ့စီတဲကိုလေးလုံးလုံးထည့်ကြပါကျဲဦးပပတ်လေးကိုဓာလေးနဲ့လိုက်မွန်ထားတယ်ဆိုတာကဟင်းချက်တဲ့အခါမှာအရသာပြည့်ပြည့်ဝဝဝင်အောင်လုပ်ပါရှင်ညာရင်ကျွတ်နေအောင်တော့ကြောစရာမလိုပါဘူးရှင်ဒါပေမဲ့ကိုကြိုက်တယ်လို့လုပ်ပါဒါကတော့ကျက်သွန်အဖြူအနေချင်းငရုတ်သီးစိမ့်နဲ့ငပိကိုထည့်ပြီးတော့ထောင်းထားတဲ့ဟာလေးပါ။ခရမ်းကျင်သီးနှလုံးလောက်ကိုလည်းပပလေးနဲ့အတုံးလေးဖြောင်းလေးပေးထားပါ။ငရုတ်သီးအကျန်းဖက်ကိုလည်းစောင်းထားပေးပါရှင်။ ခုနကကျုပ်ဖြုတ်ကိုကြော်ထားတဲ့စီနဲ့ပဲစီပြန်တတ်ပါမယ်စီများတယ်ဆိုလို့ရှိရင်တော့နည်းနည်းလေးလျှော့လိုက်ပါတော့စီတတ်တဲ့အခါမှာစနေမုတ်လေးလည်းထည့်ပေးပါရှင်အယောင်လေးလာချင်တာမို့လို့အယောင်တင်မုတ်လေးထည့်ပြီးတော့ကြော်ပေးတာပါသူကတော့အဆက်ရတာနည်းနည်းပဲပါပါတယ်အဆက်ရတာကဲကျင်တော့မြေုပ်ကျန်းဖက်ကိုများများလေးထည့်ပေးပါယုံသီးစိတ်နဲ့များလေးထည့်ထားတာမို့လို့ဟင်းဒီဟင်းလေးကတော့လုံးဝအောင်ချင်းငန်ဆက်လေးဖြစ်နေမှာပါ ်နှီးထားတဲ့ခန်းကျင်သေးနှလုံးကိုလည်းထည့်ပြီးတော့မှုေပြီးတော့တိတိကျကျလေးနှမ်းဆက်အောင်မှုေပေးပါအားလုံးအချိန်ပေးပြီးတည်တည်ချာလေးကြော်ပါနော်ဗီဒီယိုထဲမှာမို့လို့ဗီဒီယိုကိုနည်းနည်းလေးစုစည်းလိုက်တာမို့လို့အခုလိုမျိုးမြန်သွားတာပါပြီးရင်တော့ရေလေးနည်းနည်းထည့်ပြီးစက်တဲထားပေးပါ2မိနစ်လောက်မှွေပြီးရင်တော့အရသာမုတ်ထည့်ပါအရသာမုတ်ထည့်ပြီးနက်နက်ဆက်ဆက်မှွေပြီးပြီဆိုရင်တော့ကြော်ထားတဲ့ကြုပ်ဥလေးတွေကိုထည့်မှွေပါတော့မယ် ကျဲဥတွေနဲ့စီတက်ထားတဲ့အနှစ်လေးတွေကိုတမအောင်လို့တတိချချာလေးမှုပြီးတော့လုံးပေးပါရှင်။ကျဲဥရဲ့အပေါ်ရံလေးတွေကိုမှုန်းလာပြီးမှကြော်လာဖြစ်တဲ့အတွက်အခုလိုမျိုးပြန်ချက်လိုက်တဲ့အခါမှာအဲကျဲဥတလုံးချင်းစီတိုင်းကိုအရသာတေးချာဝင်တာပေါ့ရှင်။အခုလိုတည်တည်ချာချာနှံ့နှံ့ဆက်ဆက်နဲ့တမအောင်မှုပြီးပြီဆိုလို့ရှိရင်တော့ဖြည့်ထည့်လို့ရပါပြီရှင်။ ရေကိုချုပ်ရဲ့တဝက်လောက်ရောက်တဲ့အထိထည့်ပေးနိုင်ပါလေရှင်။ပြီးရင်တော့9မိနစ်လောက်ဖုံးအုပ်ထားပေးပါရှင်။အခုဆိုရေလေးလေးနဲ့နဲ့ခန်းသွားပြီဆိုတော့ဖြော်ထားတဲ့မကြီးနှစ်ရေလေးတွေထည့်ပါမယ်ရှင်။မကြီးနှစ်ကိုပေါ်ရရေကြီးလေးပဲယူပါနော်။အောက်မှာအနေထိုင်တက်လို့ပါ။မကြီးရေလေးထည့်ပြီးမှွေပြီးသွားပြီဆိုရင်တော့9မိနစ်လောက်ထပ်ပြီးဖုံးအုပ်ထားပေးပါအောင်နော်။ဟင်းခရက်ကိုတော့ကျမကကြက်တော်မိတ်လေးတုံးထားပါတယ်။ရှမ်းနဲ့နန်းတို့ပူစီနန်းတို့အကုန်လုံးရပါတယ်နော်။ အခုဆိုရင်ရေလေးတွေခန်းပြီးတော့စီလေးပဲကျန်တော့တာမို့လို့ပိုးလေးကိုဖွင့်ပြီးတော့ခဏလောက်မှွေပြီးတော့ကျက်တုံမိတ်လေးဖြူပေးလို့ရပါပြီကျက်တုံမိတ်ဖြူတဲ့အခါကျလို့ရှိရင်တော့မီးကိုပိတ်ထားပေးပါနော်ချောချောက်လေးစားခြင်းတော့ဒီထက်ပိုပြီးရေခန်းအောင်တင်နိုင်ပါတယ်ကျမတော့အနှစ်လေးနဲ့ထမင်းဝင်စားရတာကြိုက်လို့ပါရှင်ကဲခုဆိုရင်တော့အနံ့ရတာလေးလေးပြည့်စုံပြီး အဟာရလည်းဖြစ်ရေကူရိုးရှင်းတဲ့ကျုပ်ဥချင်ကန်ဆက်ဟင်းလေးတစ်ခွက်ရပါပြီရှင်။နောက်လည်းအခုလိုအင်ဂျင်လက်ရာလေးတွေကိုအမြဲတမ်းတင်ဆက်ပေးမှမို့လို့အကောက်ကို follow နှိပ်ပြီး YouTube မှာလည်း subscribe နှိပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်ရှင်။အားလုံးပဲတမင်စားမင်ကြပါစေနော်။နောက်ဗီဒီယိုတွေမှာပြန်ဆုံပါမယ်ရှင်။အဆုံးထိကြည့်ရှုအားပေးလို့ကျေးဇူးတင်ပါတယ်ရှင်။